ကွိုင်းဘူရန်ကုံဆုံးခံနေပြီလားတောင်ကိုရီးယားဈေးကွက်ကြီးကကုစပီအင်တက်က300ပွိုင်းကျော်တာနဲ့စံချိန်တင်လိုက်တယ်နော်ဒါဟာသူ့ရဲ့ shareholder friendly policy တွေနဲ့ကမ္ဘာစီးပွားရေးက ောင်းတာတွေကြောင့်ပါဒါပေမဲ့အဲ့ဒီသတင်းက Bitcoin ဘူးတွေအတွက်တော့သတိပေးချက်တစ်ခုလို့ဖြစ်နေပါတယ် Analyze တွေကသမိုင်းကိုကြည့်ရင် Cospi နှစ်ခုလုံးစံချိန်တင်တိုင်း Bitcoin ကသူတို့ရဲ့ Cycle အထွတ်ထိပ်နိုင်ရောက်နေတတ်တယ်လို့ဆိုကြပါတယ်2021ခုနှစ်တုန်းကလည်းအလားတူဖြစ်ခဲ့ဘူးတယ်မလားဒါကြောင့်လဲဆိုတော့ Cospi နဲ့ Bitcoin ဆိုတာကမ္ဘာစီးပွားရေး Risk Sentiment စွန့်စားခြင်းတွေကိုအတူတူပဲတုံ့ပြန်တတ်ကြလို့ပါပဲစီးပွားရေးအခြေအနေကောင်းရင်လူတွေက Risk ယူခြင်းကြရင်ငွေကြေးတွေက Emerging Market Equity Cospi လို့ရော Bitcoin လို့မျိုး Risk Asset Trade တွေကိုပါစီး းဝင်တက်ကြပါတယ်။ပြန်ကြတဲ့အချိန်မှာလည်းအတူတူပဲချွေးတွေကိုတိုက်စားရတတ်ပါတယ်။ဒီတော့ဒီချက်က Bitcoin စီးပွားရေးစဝင်ကြီးနေပါပြီးဆုံးတော့မဲ့အရေးအယောင်တစ်ခုလို့ခန်းစားရနိုင်ပါတယ်။ Smart Menu တွေကငွေတွေကိုနေရာပြောင်းရွှေ့နေတဲ့သဘောပါပဲ။ဒါပေမဲ့ဒါကအတိအကျဖြစ်မယ်လို့အားမမခံနိုင်ပါဘူးတော့။ဒါကြောင့် Let's see Bitcoin Brand ကိုစိုက်ယုံကြည်နေတဲ့သူတွေအနေနဲ့လည်းသတိထားပြီး Risk Management လေးတွေလုပ်ထားသင့်တယ်လို့ထင်ပါတယ်။ပြည့်တက်ရောဘလို့ထင်လဲကမှတ်မှာပြောခဲ့အောင်နော်။